ဲ့ခါကျရင်လည်းကုပုံစံနဲ့အဲ့လိုမျိုးပဲကြည့်ပေးပါလို့ဒီမကင်းတဲ့အရင်ကုပဲမလုပ်ပါနဲ့လို့ကြောက်လို့ပါကောင်းမမမြင်ဘူးရဲ့ပုံစံလေးနဲ့မြင်ရပါမယ်။ဒီကားအတွက်ကအများကြီးပြင်ဆင်နေပါရဲ့။ဟုတ်စပင်လည်းဒီကားအတွက်ညှက်ထားပါဘောနော်။ဒါမဲ့တရားအောင်မထက်ညှက်ကအောင်မဆော်လေထက်ညှက်ပါပါ။ဘုံမှန်မျိုးဆိုတော့အလောင်းလေးများတွေ့ရပါအရန်ပေါ့အရန်လောင်ပါဘောနော်။ တော့အဲ့တုကိုကိုယ့်ဘက်ကပြင်ဆင်မှုပါရလူပြင်စိတ်တွေပါလားပါတော့အဓိကကတော့အဲ့လိုဒီကားမှာကိုကကြတော့ဒီစီနီယာရင်းနဲ့ကမဝင့်ရမုံနိုင်လို့ဆိုလို့ရှင်တာမိပေါ့နော်အဲ့လိုဆိုအရန်တော့အဲ့လိုကလီကလာဖြစ်အောင်ပေါ့နော်ဘယ်လိုလုပ်ရမလဲပေါ့အဲ့ဒါပဲစဉ်းစားနေပေါ့နော်တည့်ရတည့်ရလေဟုတ်ပြန်ရိုက်ကတာအရင်ပောက်ပြီးသားဟာဒီပြန်ရိုက်ကတာကြတော့ပိုပြီးတော့မှ risk များတယ်တမီတို့တို့ကလေဘာလို့ဆိုတော့အဲ့ဒါကြီးကိုအဲ့လိုဘယ်လိုပြောရမလဲကြော်နိုင်ဖို့ထက်အဲ့ဒါကိုမမီရင်တော့မှအဲ့လို ်ကို character မပြတ်သွားအောင်ပြီးတော့အရသာမပေါ်သွားအောင်ပေါ့ပရိသတ်တွေကဒီကားကြီးကအရန်ရင်ထဲရောက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့သမီးရဲ့ character ဆိုလဲတာမကစ်ကအရန်ကိုမှပရိသတ်ရှိမှအရန်ကိုမှဒါရင်ထဲရောက်ထားရဲမိမိရဲ့ရင်းဒီ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပုံစံနဲ့ကို version နဲ့ဘယ်လိုမျိုးချပြရမလဲပေါ့နော်ဆိုတော့တော်တော်ကောင်းကြီးပါတယ်အအဓိကကတော့ကိုကတယောက်ဆောင်တက်လေဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီတခြား pressure တော့မရှိဘူးပေါ့နော်ဒါပေမဲ့အရန်ပောက်ပြီးသားဇက်ကားကိုပြန်ရိုက်ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘလိုပုံစံနဲ့မတူတဲ့ပု ုံစံနဲ့ချပြချင်တယ်ပေါ့နော်ဒီအရှိ character တိုင်းအဲ့လို copy လုပ်တာထက်ကိုယ့်ရဲ့ပုံစံကို version နဲ့တန်တာညီရမီးရဲ့ညီဘယ်လိုလုပ်ရမလဲဆိုတော့ပဲတွေးမိရဆိုတော့ဟုတ်အများကြီးတော့ပြင်ဆင်နေပါတယ်ဒီကကလည်းမီးရကျွန်တော်ကလိုပဲမူသားဖြူလိုမျိုးပဲရှင်နေရောက်အောင်လို့စူးစမ်းနေပါတယ်ဆီကြီးကုန်နေရတာပေါ့ ရှင်းခုံပါတယ်ဟုတ်တမီးအခုနောက်ပိုင်းစဉ်းစားထားတာပေါ့နော်ဒီ2026မှာရိုက်မဲ့ဟာတွေရောပြမဲ့ဟာတွေရောဆက်ရွေးတော့မယ်ပေါ့နော်စဉ်းစားထားကိုကလည်းဒီ9နှစ်လောက်ရှိပြီပေါ့နော်တမီးတို့ဆိုလဲဒါ2019ရဲ့ကလုံးလာဆိုတော့လာတမီးရိုက်တာမဟုတ်ပဲねတေချာလေးရွေးပြီးတော့ဥပညာကျန်မာလာဘယ်လိုမျိုးပြိတ္တရှိကိုခြားပြလို့ရမလဲဆိုတာမျိုးပဲရွေးရိုက်သွားမှာ ေါ့เนาะအဲ့လိုဆိုတော့ဒါလေးကတော့အရန်အမှုပညာကျက်မယ်လို့ခံစားရပါတယ်ဟုတ်အဓိကဒီဟာကြတော့လေအဲ့လိုမျိုးကိုယ့်ရဲ့အဲ့လိုစီနီယာတွေနဲ့ကတမီးနေရာတိဥဆောင်မှာဒီကရမှာတမီးငယ်ဆုံးပဲ session နဲ့ဆိုတာလေပြီးခေါ်ရတာလေမေမေဟိုကိုရောင်ကြီးကျောင်းလေဦးလို့ခေါ်ဆိုတော့အဲ့လိုငါငါယုတ်ကြီးနေပေါ့နော်စဉ်းစားငါယုတ်ကြီးနေအဲ့လိုလူပါမလားဘို့သိရမလားအဲသူကြောက်လေရင်းတော်နေရပဲဘာလို့ဦးလို့ခေါ်နေရလဲအဲ့လိုပြောခံမှာတော့အရင်ကြောက်တယ်အဲ့လိုဆိုစပင်လဲအကြောက်ငါညံ့မယ်ငါညံ့မရမယ်ပေါ့နော်တွေးထားတာဆိုတော့ အများကြီးတော့အဲ့လိုကလေးဖြစ်အောင်ပေါ့နော်၁၈နှစ်ဆိုတော့၃လနှစ်လောက်ပြန်ကုန်စင်ရမှာဆိုတော့ဟုတ်နုနုကျင်ပါတယ်နုအောင်လုပ်နေပါတယ်ဇပင်တစ်ခါမှမညံ့ဘူးပေါ့နော်ဒါဇပင်အရှိရဆယ်တန်းပြီးတဲ့ကဇပင်ရှိထားတာဒီလောက်ခါခါအောက်ထိဒီတမားပေါ်ထိရှိနေပြီပေါ့နော်ဆိုတော့ပုံစံလည်းပြောင်းရှင်လာပါဘာလို့ဆိုတော့ဒီပုံစံအတိုင်းဘယ်ကာရက်တာလာဒီဇပင်ဒီပုံစံဆိုလို့ရှိရင်တော့ပြည့်သက်တရားကွဲမှာမဟုတ်တော့ဘူးလေအဲ့လိုဆိုတော့အကောင်းဆုံးလုပ်ပြခြင်းလေလုပ်ပြနိုင်နေဆိုတော့လေ ပြစ်သက်တည်သိစီခြင်းလေအဲ့တော့စပယ်ကလည်းဘာမှမဖြစ်ပါဘူးညံ့ပါပါอืมဟုတ်တယ်ပြစ်သက်တည်ကတကားဆိုတကားတိစားလက်ခံပြီးကြရပေါ့เนาะကိုကိုရိုင်းလည်းတကယ်ကြိုးစားထားပါတယ်မိရဲ့ကျွန်တော်ကဆိုလည်းအများကြီး effort ထုတ်ထားတယ်အဲ့လိုဆိုဒီကားကလည်းတအားမဟာမာပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မဟာမာလည်းကိုကမိရဲ့ကျွန်တော်ကအရန်အရန်ပြစ်သက်တည်လက်ခံတာဆိုအဲ့ record ကိုမိဖို့ကြော်ဖို့ပေါ့เนาะအဲ့တော့အဲ့ထက်2ဆ3ဆပို့ပြီးတော့မှ effort ထုတ်ရမယ်လို့ခံစားရတယ်ပေါ့เนาะဆိုတော့အဲ အများကြီးကြိုးစားမှာပါဟုတ်တယ်အဲ့ဒါအဲ့ဒါပိုပြီးကောင်းကြည့်အိုးလိုချင်လိုက်တာသူတို့ကအကယ်ဒမီပေးနေငါလည်းရရှင်တယ်ပေါ့နော်အဲ့လိုတွေးညာပေါ့ရသွားတော့လေတိုင်းထက်အလုံးပေါ့နော်ဟုတ်ရုပ်ရှင်ကားကြီးရိုက်ရိုက်ခွင့်ရဖို့အများကြီးအိမ်မမက်လာခဲ့ရပေါ့နော်ဆိုတော့မိနစ်ကမိနစ်ကမှအကောင့်ထဲပေါ်အကောင့်ထဲပေါ်ခဲ့ရပေါ့အဲ့လိုဆိုအိမ်မက်တရားတကယ်ဖြစ်လာပါပြီအဲ့တော့ပိုပြီးရောမကကိုကဒီအလုပ်ကိုပိုပြီး focus လုပ်ပြီးရောမပူစူးစားဖို့ပဲလိုရတာဆိုတော့ တီချာလေးလည်းကြိုးစားနေပါတယ်2026မှာလည်းသူတို့အဓိကတော့ main main character မြင်ချင်နေပြီပေါ့နော်ဒါကစ debut လုပ်ထဲက second main နဲ့ debut လုပ်ခဲ့ရပါတော့ကြရင်လေကိုပုံစံနဲ့အဲ့လိုမျိုးပဲကြည်ပေးပါလို့ဒီမကင်းနဲ့အရင်ကိုပဲမလုပ်ပါနဲ့လို့ကြောက်လို့ပါလို့